Hello ချစ်ရတဲ့ View Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကို new teaser ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ9ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့ဒီဇိုင်းမှာ reaction လုပ်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီညမှာကျွန်တော်တို့လူရေးတူရှင်သတင်းတွေမှာဖတ်ပြတော့မယ်နဲ့သတင်းပြတစ်ခါသေးသွားလိုက်မယ်နော် ကဲပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကန်ကောမှာရှိတဲ့ချက်ဖက်စစ်တပ်ကို short တိုက် drone နဲ့ပစ်လိုက်တဲ့သတင်းနားတော့ကြည့်အောင်နော်ရောဒေတာကန်ကောမြို့နယ်မှာအော်တိုဘားလ6ရက်နေ့ညနေ6:00နာရီဝန်းကျင်ခန့်ကအာနာသိန်းစစ်တပ်ရဲ့ခလာရ50တပ်နဲ့မြို့မရေစခန်းနှစ်နေရာကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရောအလင်းနိုင်ရဲ့ဖော်ပြချက်အရာသိရှိရပါတယ်ကန်ကောမြို့ခလာရ50တပ်နဲ့မြို့မရေစခန်းနှစ်နေရာကိုပြည်သူတော်လှန်ရေးတပ်ဖွဲ့တွေက short တိုက် drone ၁၀လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ ငါးလုံးသာပြစ်မှတ်ကိုထိရောက်ခဲ့ပြီးစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုအခြေအနေကိုဆက်လက်စုံစမ်းနေစေဖြစ်တယ်လို့သိရှိရပါတယ်။ကြစ်ခတ်တိုက်ခိုက်ခဲ့ရမှာခလာရ90တပ်အတွင်ကိုဆော့တိုက်တုံးနှလုံးနဲ့ညူမရဲစခန်းအတွင်ကိုဆော့တိုက်တုံး၃လုံးကြားရောက်ပောက်ကွဲခဲ့ပြီးအခုလိုပြစ်ခတ်တိုက်ခိုက်မှုဟာဘယ်အဖွဲ့ကပြစ်လုပ်တယ်ဆိုတာကိုမသိရသေးဘူးလို့ဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုပြီးတဲ့နောက်စစ်တပ်ရဲ့ခလာရ90က120မမလက်နက်ကြီးနဲ့ဇဟောရွာဘက်ကိုပြစ်ခတ်ခဲ့ရာ ရွာအတွင်းကြားရောက်ပောက်ကွဲခဲ့ပြီးပြည်သူတအုပ်နဲ့ခိုင်းနှွားတကောင်တိဆုံးခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါဖြစ်စဉ်အပြင်ရေကောက်ပွဲအတွက်ဂံကောမြို့နဲ့အနီးနားပတ်လည်ကနေရာတွေကိုခလာရ50တက်ကနေအချိန်မရွေးစစ်ကြောင်းထုတ်လာနိုင်တာကြောင့်ပြည်သူတွေအနေနဲ့ဝင်းဟင်ရောမြေပြင်မှာစီရေးသတိအမြဲရှိနေပေးဖို့လိုအပ်ကြောင်းသတိပေးထားပါတယ်။ဂံကောမြို့နယ်အတွင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးအာနာသိန်းစစ်တပ်တပ်ဖွဲ့တွေက ပြည်သူတွေကိုပြစ်မှတ်ထားကလီဆောင်တိုက်ခိုက်တာတွေအပြင်လက်နက်ကြီးနဲ့အရန်တမ်းပစ်ခတ်တာတွေလည်းရှိတယ်လို့စုံစမ်းသိရှိရပါတယ်။ကြားတယ်ပေါ့နော်ချက်ပစစ်ကောင်စီကတော့ခုစရှော့လိုက်တော့နေအတွေ့အခံရရဖြစ်ပါတယ်။ကဲနောက်ဆုံးမှာလည်းချက်ပစစ်ကောင်စီကဒီတရင်ကျွတ်ကြီးမှာဘုံကျဲလိုက်လို့ပေါ့နော်ပြည်သူတွေတော်တော်များများဒီတေသွားတေဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အားလုံးလည်းသိပြီးသားဖြစ်ပါတယ်နော်။အဲ့တော့ချက်ပစ်မင်းအောင်လိုင်ကအခုချိန်မှာဆိုရင်တဘာမှမမြင်တော့ဘူးနော်။ဒီဘာသာတူတွေလူမျိုးတူတွေမမြင်တော့ဘူး။သူဒီအာနာသိမ်းပြီးတော့ဘာမှ ဘောနော်သူအသက်လွတ်ရင်ပြီးရပဲဆိုပြီးမှအကုန်လုံးချနေနေဖြစ်ပါနော်အခုဆိုလဲအဲ့ဒီရဲ့မင်းအောင်လည်းကိုထောက်ခံထားတဲ့ဒီမပူတူရူဖွဲ့တွေကိုကိုစီပါပြောတဲ့ချက်တော့ချောင်းနော်ရုပ်မှချက်ကပြောစရာစကားတော့မရှိတော့နော်မနေ့က6ရက်နေ့တရင်ကျိုးလာပြည့်ညမှာဘာလုပ်လဲဆိုတော့သူတို့အုတ်ထုတ်ထားတဲ့မြို့ပေါ်ဒေတာတွေမှာပျော်ပွဲရွှင်ပွဲတွေလုပ်ပြီးတော့ပြည်သူတွေကပျော်ပါနေကြတယ်အေးချမ်းနေကြတယ်ပုံစံတရုတ်ဖို့ပြီးလို့ရှိရင်သူတို့လက်လွတ်ထားရတဲ့ဒေတာတွေမှာ တိုင်းပြည်ရဲ့လေရင်မြန်နေဟက်စကီးတွေတုံပြီးတော့ဘုံလိုက်ပြစ်ပြစ်အဓိကသူတို့ပေးနေတဲ့ message ကပါတယ်သူတို့အုတ်ထုတ်မှုအောက်မှာနေရင်တိုင်းပြည်ဟာအေးအေးချမ်းချမ်းနေလို့ရမယ်သူတို့အုတ်ထုတ်မှုအောက်မှာမရှိတဲ့နေရာတွေအဲ့လိုစစ်မဲ့ရေးရဖြစ်မယ်ဆိုတဲ့အရာမျိုးနဲ့ပြည်သူကိုဝါရဖြန့်အဲ့တော့ကျွန်တော်ဥမာဗီဒီယိုဖိုင်တစ်ခုပြမယ်နော်ယာရီတွင်းပုတုမဘာပြောထားလဲကြည့်ပါ ဆင်မဖြစ်တဲ့ဒေတာကျမ်းပန်သမားမရှိလို့ငိမ့်ရတဲ့ဒေတာဆိုတာဒီလိုမျိုးကိုပြောတယ်ပြန်ကြတာခွင့်နဲ့ဒန်းလူကြီးများခွင့်နဲ့လူခွေရဲဆိုတာဒါမျိုးမှရှိတယ်ဟိုစကေးတာချင်းတဲ့တယ်နော်ပြောရအတွေ့မလားဆင်မဖြစ်တဲ့ဒေတာငိမ့်ရတဲ့ဒေတာဆိုတာဒါမျိုးရှိတယ်တရားမျှတခွင့်နဲ့လူခွင့်ရဲတဲ့ဆိုတာဒါဒန်းလူကြီးများခွင့်ဆိုတာဒါမျိုးနေရာတွေမှာရှိတယ်အိုစကေးလားဆိုပြီးတော့ဗီဒီယိုရိုက်တင်ပြသွားတယ်အဲ့ဒါတွေဆက်ဆက်မှုမဟုတ်နိုင်ငံကြီးကဘယ်တော့မှဆက်ဆက်မှုမဟုတ်အတိအကျသူတို့ပေးနေတဲ့ message ဒီဘာလဲ မြို့ပေါ်သူတို့အုပ်ချုပ်ထားတဲ့မြို့ပေါ်ဒေသတွေမှာဒီလိုမျိုးအေးချမ်းနေတယ်ဒီလိုမျိုးအေးချမ်းနေတယ်ပြည်သူတွေကအေးအေးဆေးဆေးပဲဒါပေမဲ့အခုမနေ့ကဘုံကျဲသွားတဲ့ဂျွာတွေကျွန်တော်ပြမယ်40ကျော်တနင်္လာနေ့တွေသွားတဲ့စီမီထွန်းပြီးတော့လွမြောက်နယ်မြေတွေမှာစီမီပူဇော်နေတဲ့ပြည်သူတွေကိုရဲရဲဆက်ဆက်ဘုံကျဲပြစ်သွားတာအဲ့တော့မြို့တွေမှာအဲ့ဒီပုံစံလှုပ်ပြီးတော့သူတို့လက်လွတ်ထားတဲ့နယ်ဒေသတွေကိုအကုန်လုံးဘုံလိုက်ကျဲပြစ်တာအဲ့တော့တည်င်းကျွတ်နေဆိုတာအာလုံးတိတဲ့အတိုင်းဘုရားဘာသာဝင်တို့ရဲ့နေကြီးရက်မြက် နော်အခါတမေကဟုတ်တယ်မင်းတို့လမ်းပြညရဲ့လမ်းပြကျော်တရဲနေညရဲ့ကိုစီမင်းပူဇော်ကြတယ်ဒါမြန်မာတို့ရဲ့ဒလိထုံတန်းအစင်လားအဲ့ဒီစီမီပူဇော်လို့ရှင်ခြံထဲနေမှာကိုယ့်အိမ်မှာစတဲ့ဖြင့်စီမီကိုပူဇော်ကြတယ်အဲ့လိုစီမီပူဇော်နေတဲ့လွတ်မြောက်နေမြေမှာရှိတဲ့ပြည်သူကိုဘုံကျဲပြီးတော့တတ်ပလိုက်နော်ကျွန်တော်သတင်းဖတ်ပြမယ် စေလစုကတရင်တို့နာမည်နဲ့မှာမျိုးပေါ်တွေမှာပျော်ပွဲရှင်ပွဲတွေလုပ်ပေးနေပြီးတော်နိုင်ရေးတပ်တွေထိန်းချုပ်ထားတဲ့နေရာတော်များများကိုလေချောင်းကနေဘုံကျက်တက်ပြတ်ခဲ့တာကြောင့်ပြည်သူ40ကျော်တေဆုံးခဲ့တယ်လို့ဒေတာတရင်မျိုးတွေကပြောပါတယ်အော်တိုဘာ6ရက်နေ့တရင်တို့လာပြည့်နေ့တရက်ထဲမှာပဲမုံရွာမြို့နဲ့တီပေါ်နဲ့နမတူမြို့တို့ကိုလေချောင်းကနေဘုံကျက်တိုက်ခိုက်သွားတာဖြစ်ပြီးမုံရွာ6ဦးအဆက်မုံဘုံတူရွာကိုစစ်အုပ်စုပါရာမော်တာနဲ့ကျဲချတာကြောင့်ပြည်သူ40ကျော်တေဆုံးခဲ့တယ်လို့ထိခိုက်ဒဏ်ရာရရှိ ရရှိသူတွေလည်းဆယ်ဦး၄၀ထက်မနည်းရှိပါတယ်။စေအောင်စုမုံရွာမြို့ပေါ်မန္တလေးနဲ့ရန်ကုန်မြို့တွေမှာတရင်ကျုပ်ပျော်ဝဲရွှင်ပွဲတွေလှုပ်ပေးနေပြီးတော်လန်ရင်တက်တွေထိမ့်ချုပ်တဲ့နေမြေတွေကိုတော့တရင်ကျုပ်လှပြင်းညမှာဘုံကျဲခဲ့တာကြောင့်ပြည်သူတွေတေဆုံးခဲ့တာဖြစ်ပါတယ်။ စေယုစုအနေနဲ့လေချောင်းကနေဘုံကျဲပြီးအစုလိုက်အပြုံလိုက်တက်ပြတ်နေတာကပြည်သူကိုအကြောက်တရားတွင်းနေတာလို့အညာဒေကတော်နိုင်ရဲဘော်တို့ကပြောပါတယ်မှန်ပဲဟုတ်တယ်စစ်ကောင်စီလူမဆန်တာကတော့ဒီလိုနှိမ့်မှာမဟုတ်ဘူးပေါ့လေနှိမ့်စင်တဲ့အမြလူမဆန်ဆိုတာလုပ်နေတာပါဒီလိုနှိမ့်ရတွေမှာမှစိုးစိုးရွားရက်ဆက်ဆိုတာဘုံကျဲတက်ပြတ်တာပေါ်ပြလို့မရအောင်စိုးရွားတဲ့ရက်ဆက်မှုတွေပေါ့ မြို့ပေါ်မှာတော့လှုပ်စေပြီးတော်နိုင်ရင်နေပြည်တော်ကိုကြားတော့အကြောက်တရားရိုက်သွင်းတာကနံပါတ်၁ပေါ့နံပါတ်၂ကဒါမျိုးတွေကိုရှိလို့ဖြစ်ရတာဆိုပြီးပြည်သူလူထုကတော်နိုင်ရေးကိုမပါဝင်အောင်ပါဝင်ဖို့ကြောက်တော့အောင်မိုင်းဆက်တွေရိုက်သွင်းတင်တာပါဒါပေမဲ့အညာဒေတာကလူတွေကတိတက်ကိုဆုံးဖြုံးเสียမရှိတော့ဘူးဆိုတော့လေသူတို့ဘလိုမျိုးမိုင်းဆက်တွေရိုက်သွင်းအညာဒေတာကလူတွေအတွက်ဘာမှသူတို့အပေါ်မှာအမုန်းတရားနဲ့နာကြီးချက်ကလွယ်လို့ဘာမှရှိတာမှမဟုတ်တော့ဘူး။ဒီတို့လက်ပြညမှာမုံရွာမြို့နဲ့ချောင်းဦးနဲ့အဆက်မှလုတ်တဲ့ ီမီတပိတ်ကိုစစ်တပ်လေဒီနဲ့120မမဘုံဒီနှလုံးကျေးဇူးတော်ကျေးဇူးတော်ပြည်သူ40တိကိတ်တေဆုံးခဲ့ရပြီးတိကိတ်ဒိုင်ရန်ရလူတွေလည်းများပြားတယ်လို့ဆိုပါတယ်အလားတူ DNA တင်းချုပ်ထားတဲ့တီဘောနဲ့နမ်ဒူမြို့တို့မှာလည်းမနေ့ကစစ်အုပ်စုဘုံကျဲတပ်ဖြတ်လို့ပြည်သူ4ဦးတိကိတ်ဒိုင်ရန်ရခဲ့ပြီးနေအိမ်အဆောက်အုံ6လုံးခန့်နဲ့ပြိုကျပျက်စီးခဲ့ပါတယ်ဒီလိုပဲစစ်အုပ်စုကမြိုင်မြို့နယ်တောင်ပိုင်းက ်တွင်းမပြူစောဒီကျေးရွာအနီးကစစ်ဆောင်ပြည်သူတွေကိုဥတီပြီးဝိုင်တွဲအမျိုးအစားလေနဲ့ဘုံအတီးတွေကျဲချတိုက်ခိုက်ခဲ့ပေမဲ့ရာဂင်းပြည်ကိုကြားရောက်ပေါက်ကွဲတာကြောင့်ပြည်သူအထိခိုက်မရှိဘူးလို့ဆိုရတယ်။ဂန်ကောင်းမြို့နယ်ဇယောရွာကိုလည်းစစ်အုပ်စုကခလာရ90ကနေလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာကြောင့်ပြည်သူတို့အထိခိုက်ဒဏ်ရာရပြီးနွားတောင်တေဆုံးခဲ့တယ်လို့ဆိုရတယ်။အားလုံးကြားတဲ့အတိုင်းပဲ။အဲ့တော့သူတို့လှုပ်တယ်လို့ကြောက်တင်တာ။ကြောက်ပေးရမလား။ မဟုတ်ဒါဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတဲ့ကျွန်တော်မြန်မာပြည်သားတွေအားလုံးတွေးရမှာကအခုသူတို့လိုချင်တဲ့အရာတွေပါလေသူတို့ထိန်းချုပ်ထားတဲ့ရန်ကုန်မန္တလေးလိုမျိုးမြို့ကြီးတွေကိုသူတို့ကပျော်ပွဲရှင်ပွဲတွေတတင်းကျုပ်လှပပြီးကျင်းပခိုင်းထားတယ်လူတွေကပျော်ရွှင်နေတယ်ဆိုပြီးသူတို့ကိုထောက်ခံတဲ့လူတွေကိုဝါရမိုင်းဖြန့်ခန်းတယ်ဒါမှမဟုတ်သူတို့တွားရမှာနော်တွေ့တယ်မလားအဲ လူခွေအပြေဝရတာတို့ဘာဖြစ်နေလဲညာပြစ်လားဆိုရင်စောက်ရှက်မရှိရိုက်ပြရတယ်ကျင်းနေပါနော်သူတို့ထင်တာကသူတို့ရဲ့ရုပ်မာတဲ့လောက်ရက်တွေကိုပြည်သူတွေကမတိဘူးလို့ထင်တာမတိဟုတ်တယ်နော်အဲ့တော့အဲ့လိုရိုက်ပြပြီးတော့ဒီနယ်တွေမှာသူတို့လက်လွတ်ထားရတဲ့ data မှန်တယ်မြတ် ူတို့အုတ်ထုံးမှုအောက်မှာရှိမယ်ဆိုရင်ဒီညာအေးချမ်းမဲ့ตายရမယ်အတော်လန်ရေးကိုတွားမလုံးနဲ့အတော်လန်ရေးနဲ့ပတ်သက်ရင်ဒီတို့လေကုတို့ထိခိုက်လိုက်မယ်အခုတို့ဖြစ်လိုက်မယ်အတော်မလုံးနဲ့ဗီဒီယိုကြောက်ပြီးတော့အတော်လန်ရေးကိုမပတ်သက်အောင်လို့အကြောက်တရားရိုက်တွင်းတာအဲ့တော့သူတို့ရိုက်တွင်းတဲ့အကြောက်တရားကလည်းမအောင်မြင်ဘူးလားမေးတော့အောင်မြင်တဲ့တဲ့အောင်မြင်တယ်ခင်းဆက်ဆက်အကြောက်တရားရိုက်ပြီးပြီးအုတ်ထုံးလာတဲ့ကောင်းတယ်ဒီနေ့ထိလည်းအကြောက်တရားရိုက်ပြီးပြီးလုပ်တာပဲနော်ဒါကိုသူတို့စစ်တပ်ထောက်ခံတဲ့ကောင်းတယ်တစ်ဖက်ကဘလို့ပြန်ပြောမှမသိလားအာမင်းတို့တေတော်မဟုတ်တာမင်းတို့ပြောမှာပေါ့အဲအဲ့ဒီပုံစံမျိုးနဲ့သူတို့က ဟမ်ဝါရမန်တိုက်ပြီးတော့ mindset တွေရိုက်သွင်းနေတာလုံနေကြတော့တယ်ပေါ့နော်ဒါကိုကောင်းကောင်းတိဖို့လိုတယ်အဲ့တော့ကျွန်တော်တို့တွေတိထားမှာကဒီကောင်းနေဒီမျိုးပဲဖြစ်ဖြစ်တော်ပဲဖြစ်ဖြစ်နေရာတိုင်းမှာလူဘဝနေတာသူတို့ရဲ့အောက်ချုံမှုအောက်ကိုမရောက်မချင်းလူဘဝမျိုးမှလည်းလူခွင့်အပြည့်အဝရတယ်ဆိုတော့အဲ့ဒီကိုယ့်အဖေကိုကိုလင်းတော်ထားတဲ့ຢາດີດ້ວຍປຸດຕຸມາໂອເມໄລຊັ້ນມາຕະແກແບບລູກຄຸນອຽບຍວ່າຢາດາເຕຈາລະນິອາມາຄັນນາ နော်အကယ်၍လူ့ခွင့်ရေးမရဘဲနဲ့ရရပြောရင်နေဟာဒီဘဝစပြီးဘဝဆက်တိုင်းဖေလို့မှဖြစ်ရဲလာလို့မင်းကြီးဟန်အကယ်၍သူပြောသလိုဟုတ်ရင်ကျွန်တော်ခံလိုက်မယ်နော်ရှင်းရှင်းလေးကိုစီတို့မျက်ပတာပဲပြောတယ်နော်ရိုင်းတိုင်းတော့မျက်နှာသားသားရိုင်းတိုင်းပေးတယ်အဲ့ပုတုမောင်မေးလိုက်တကယ်ပဲအဲ့ဒီတူရိုက်ပြွားသွားတယ်ဘာမှတွေ့ရမလားလူ့ခွင့်ရေးနဲ့ပြေဝရတာအမှန်တော့မြို့ပေါ်ဒီမှာလည်းရှိတယ်လို့ပြောသွားတာဒီတကယ်ရလားတကယ်လူ့ခွင့်ရေးရှိလား လူခွေရတကယ်ရှိတယ်တကယ်ရတယ်ဆိုရင်ကိုစီခံလိုက်မယ်အကယ်၍မရဘဲနဲ့ပြည်သူကိုတက်တက်ဝါရမိုင်းတိုက်ပြီးတော့လော်ဘီလှုပ်ပြီးတော့ကလိန်ကချစ်ရုံမာတာဆိုရင်အဲ့ဒီပူတူမဟာဒီဘဝစပြီးဘဝစတိုင်းဖေလိုမှဖြစ်ရမယ်ဖြစ်ရလားလို့ကဲကျန်ရောရုံမာနဲ့တိလာရုံမာတဲ့အရာတွေကဒီနေ့ခင်မှာမရတော့ဘူးပြည်သူတွေကအရာအားလုံးကိုတိနေပြီเนาะ တလောက်တတိုင်းပြည်လုံးကိုရဲရဲဆက်ဆက်တပ်ဖြတ်နေတဲ့အရာကြီးတစ်ခုကိုနေတော့မတရားတာကိုမတရားတာကိုမပြောရင်နေတရားတယ်လို့မလုပ်နဲ့။တော့ငါတို့တိုင်းပြည်ကဘလောက်တော့စုတ်ပြက်နေ။တရင်ကျွန်းလာပြည်ညဆိုတော့ဒါမြမရိုးရရင်ကျင်းမှု။တော့လာပြည်ညမှာမိထုံးတယ်။လာပြည်ကျော်တရက်နေမှာစီမိထပ်ဘူးဆိုတယ်။ဒီလိုရစ်တွေမျိုးတော့မရှောင်ဘဲနဲ့ရဲရဲဆက်ဆက်အခုပြည်သူ40ကျော်တည်တာနော်။အဲ့ဒီလောက်ရမျိုးတော်လိုင်းဘက်ကလူတွေလှုပ်ကြည့်စမ်း။နော်။ လုံးကြည့်အခုရန်ကုန်မြို့တို့မန္တလေးမြို့တို့ဟာမြို့မနှုတ်လို့မရအောင်မထင်နဲ့အကုန်လုံးခွဲခြားပလိုက်လို့ရတယ်အကုန်လုံးကို drone နဲ့စော်ပလိုက်လို့ရတယ်နော်ဘာဖြစ်လို့မနှုတ်တာလဲမြို့တွေရဲ့ mission တွေကိုအဓိကမနှုတ်တာအဲ့ဒီပြည်သူတွေကိုထိခိုက်မှာဆိုလို့ဒါကိုဂျားတဲ့ကဟိုမရောက်ဒီမရောက်ဟာတွေကနည်းနည်းဖြစ်လို့ရှိရင်ပြည်သူကိုပြောပြီးတော့ပြဿနာရှာတယ်အဲ့တော့ပြောချင်တာကမြို့ပေါ်တွေမှာတကယ်လွတ်လပ်တာပါနော်ဒီအာနာယူတွေအောက်ကလွတ်မှလွတ်လပ်မှာနော် အဲ့တော့ပြည်သူကို mindset တွင်းနေတဲ့အဲ့ဒီပုတုမလို့အုပ်ကိုပြောလိုက်နော်ကျင်ရဲလားလို့နင်ပြောတာမှန်ကိုစီထိနင်ပြောတာကလိန်ကကြည့်ရုံမာပြီးတော့ပြည်သူကိုမွာတာ mind တိုက်တာဆိုရင်နေဟာဒီဘဝနေဖို့ဘဝဆက်တိုင်းခံရမှာနော်ကျင်ရဲလားသိလားအဲ့လောက်နဲ့တက်မလာနဲ့နင်တို့စောင့်ကြည့်ဘာလုပ်နေလဲဆိုတာပြည်သူအများစုကအကုန်သိတယ် တည်ရဟိုပြည်သူဘက်ကလိုဟိုဘက်ဟိုဘက်လက်မပအောင်ဒီဘက်မပအောင်ငါတို့ကဂျားနေပါဆိုတော့လီးလို့လူတွေကိုလည်းတခါလည်းပြောလိုက်အောင်မယ်နော်ရိုင်းနေမလားမတတ်နိုင်ဘူးကိုကိုကြည့်ကိုကဘက်ကနေတယ်ရန်သူဘက်ကဆိုရန်သူဘက်ကနေတော်လိုင်းဘက်ကဆိုတော်လိုင်းဘက်ကနေငါတို့ကဘက်မပအောင်ဂျားပါလေဟမ်လူတကောမှာအလဲကောင်းမှာပါရှိတယ်အလဲမှာနေတာပါရှိတယ်လီးပဲရှိတယ်ကတော့ပါရဲ့နော်ကြည့်နေတဲ့လူကြီးတွေကိုအဲ့တော့အဲ့ဒီလူတွေကိုတခါလည်းပြောလိုက်မယ်တော်လိုင်းဘက်ကလှုပ်လို့တည်င်းကျုပ်ရက်မျိုးမှာပြည်သူ40အစုလိုက်အပြုံလိုက်တက်နေသေးကြည့် မင်းတို့စပ်ပေါက်တွေအခုလောက်ဆိုလိုင်းပေါ်မှာဘလူပြန်းနေပြီဟမ်အခုမင်းတို့အမဲ့လင်းတွေလှုပ်တဲ့အချိန်မင်းတို့တွေစပ်ပေါက်တဘောင်းမှမထွက်တဲ့အဲ့ဒီဈားနေဆိုတဲ့ကိုမေကိုလိုးတွေကလိုးတွေကတဲပြောတာနော်ရှင်းနားရမလားနိုင်မှတ်တော့နောက်ဈားမှဘတော်မှမနေနဲ့နာအောင်ပြောတာရှင်းလားအဲ့တော့မင်းတို့တွေကစစ်တပ်နဲ့ပဲတန်တယ်စစ်တပ်အောက်ထုတ်တာပဲတန်တယ်ကြိုက်တယ်လို့တတ်ကြိုက်တယ်လို့ဖြတ်ကြိုက်တယ်လို့မတရားတာလို့မင်းတို့တွေကြိတ်ခံတယ်ကုန်းခံတယ်အန်ကြိတ်ခံတယ်နော်တော်လိုင်းဘက်ကအမှားလေးတစ်ခုတော့မပေါ်လိုက်ကြီးနဲ့ ဲ့ဒီအမားကိုထုတ်ပြီးတော့မင်းတို့တွေချနေနေလို့မဆုံးတော့အဲ့တော့အဲ့ဒီဂျားနေဆိုတဲ့လူဒန်းသားကြောင့်မင်းအောင်နိုင်ကိုမအေလို့อ่ะဒီနေ့ချိန်ကြီးအာနာကိုလှုပ်တော့ခန်းနေရတာနော်မင်းတို့ကတေရခံမဲ့အဲ့တော့ဒီဒွန်းနိုင်ကမှာပြည်သူတွေအသက်ပေးနေရတာဒီအာနာယူတွေတွေမဟုတ်ကျွန်ယူတွေတေရခံနေမှာပါโอเคဒါဆိုကိုစီရဲ့သုံးထားတဲ့ဗီဒီယိုဖိုင်ဖြစ်ပါเนาะအဲ့တော့ကြားတဲ့အတိုင်းပဲအကြက်ဖက်မင်းအောင်လိုက်ဖက်ပါရဲ့ရင်လည်းရက်လိုက်ပါเนาะတောင်းလို့လည်းဟိုဟိုမြောက်ဒီမြောက်နဲ့ ။ငါတို့ကဘယ်မှမပေါအလဲလူဆိုတာမရှိပါဘူးเนาะ။အဲ့တော့မင်းအောင်လိုင်ဘက်ကိုပါတယ်ဆိုတော့မင်းအောင်လိုင်ပါပေါ့။အခုလိုမျိုးပေါ့เนาะအခုမင်းအောင်လိုင်ဆိုရင်ဒီသတင်းကျွတ်ညအီးမှာပေါ့ကွာ။ဒါမျိုးဘုံချင်းမှာပြည်သူတွေ40လောက်တည်သွားတဲ့ကိစ္စအောင်เนาะ။ဒါပေါ့သေးသေးမဟုတ်ဘူးနော်တော်တော်ကိုပေါ့နော်ရက်စက်ရုပ်มาပြီးတော့ဘလို့မပြောလို့မရအောင်နော်ဒါဗုဒ္ဓဘာသာနဲ့ပြောမယ်ဆိုရင်လည်းဒီအထွတ်ဒီနေထူးနေမြင့်ကြီးမှာပေါ့နော်ခုလိုမျိုးလောက်တာကြီးကတော့တော်တော်ရုပ်မှိုင်းနေတာဖြစ်ပါတယ်နော်အဲ့တော့အဲ့လိုအလောက်မှိုင်းနေတဲ့ကောင်ကတော့ဘလို့မအတိညာရစရာလည်းမရှိပါဘူးနော်အဲ့တော့ကျွန်တော်တော်လိုင်းကြီးကမင်းအောင်လိုင်းကိုအပြုတ်ပြုတ်มาပြီးဖြစ်မှာပါနော် โอเคဒီညတော့သတင်းပြီးတော့ဒီလောက်ပါပဲเนาะအဆအဆုံးကြည့်ပြီးကြာပြီးပါဒီရောက်စတဲ့ two way ကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချသာကြည်ကိုကြီးချပါကြည့်ပြည့်စုံပြီးတော့အကြံဖတ်မင်းအောင်လာရဲ့စစ်ပေးငလေးပေးဘေးနဲ့ပေါင်းစုံပါကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ